ရုတ်နိုင်ငံတွင်ယခုသတင်းပတ်အတွင်တပ်တော်ဝင်အခမ်းအနားပြုလုပ်ပြီးရေတပ်သို့လွှဲပြောင်းပေးအပ်ခဲ့တဲ့တတရမြောက်လေရင်တင်သမောကြီးသည်စတင်တာဝန်ထမ်းဆောင်ပြီးဖြစ်ကြောင်းနိုင်ငံပိုင်မီဒီယာကပြောကြားခဲ့ပြီးရင်းသည့်တရုတ်စစ်တပ်ကိုအစင်းမြင့်တင်နေတဲ့တရုတ်သမ္မတရှီကျင်းပင်၏အဓိကအောင်မြင်မှုသမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။တရုတ်သည်ဒေတာရင်းအမေရိကန်နှင့်အခြားနိုင်ငံများကိုယင်းဆိုင်ပြီးပင်လယ်ရေကြောင်းအင်အားကိုမြင့်တင်နေချိန်တွင်ပူချန်းမြေရှိအဆိုပါလေရင်တင်သမောသည် တရုတ်ရေတပ်တို့ပူးပေါင်းဝင်ရောက်လာခြင်းဖြစ်ပါတယ်။အဆိုပါတင်မောတပ်တော်ဝင်အခမ်းအနားကိုနိုဝင်ဘာလ9ရက်နေ့ကတရုတ်နိုင်ငံတောင်ပိုင်းဟိုင်နယ်ပြည်နယ်တွင်ပြုလုပ်ခဲ့ပြီးတရုတ်သမ္မတရှီလည်းတက်ရောက်ကြည့်ရှုခဲ့တယ်လို့နိုင်ငံပိုင်းစင်ဟွာသတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။တရုတ်နိုင်ငံပိုင်း CCTV ရုပ်သံရေးဖော်ပြချက်တွင်ရှီသည်ကွန်မြူနီပါတီထိပ်သီးရာရှိများနှင့်အတူစိတ်ကမ်းတွင်ပြုလုပ်တဲ့အခမ်းအနားကိုတက်ရောက်ကြည့်ရှုပုံများကိုမြင်တွေ့ရပါတယ်။တရုတ်သည် လေရင်တင်သင်မောဆက်တစဉ်ရှိတဲ့အမေရိကန်နဲ့အလုံးစုံစင့်အားချင်းရှင်ပါကနောက်ောက်ကြနေစေဖြစ်တော်လဲမကြသေးမီနှစ်များအတွင်းစင့်အားကိုတည်သာစွာမြင့်တင်ခဲ့ပါတယ်။